အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဥတင် ရှင်းပြပေးခြင်းတဲ့ topic ကရှောင်းကြည့်တော်အကြောင်းဖြစ်ပါတယ်ဥစဉ်တို့တည်တော်တွေဘာကြောင့်ရှောင်းကြည့်တတ်တယ်လဲသူတို့ရှင်ယန္နာပုဂ္ဂိုလ်မရိမြတ်တွေကတကိုးကြီးပုဂ္ဂိုလ်မရိမြတ်တွေကဤတွေကနေပြီးတော့နောက်အခါမှာရှောင်းကြည့်တော်ကွန်မြူပါတေတို့ပြီးတော့အဋိဌံတို့တစ်ချက်ရယ် ပြီးနေရီပြမာတွေကជីညိုပါတဲ့သူတွေသိတချက်ရဲ့တရာတရားအကောင်းပုဂ္ဂိုလ်တွေကဣတရီကိုဣရပုဒ်ရချင်းဖြင့်ရောင်းကြည့်တော့ကိုယ်မိဘတွေသူတွေသိတချက်ရဲ့အဲ့ဒီ၃ချက်ကြောင့်ဥဒ္ဒနဒိရောတွေကရံဖန်ရခါရောင်းကြည့်တော့ကွန်ပျူတာပါတယ်ရောင်းကြည့်တော့က၆ပါးရှိပါတယ်အဲ့ဒီ၆ပါးကဘယ်လိုပေါ်လာသလဲဆိုလို့ရှင်မြတ်စွာဘုရားက အပြီးမှာခုနှစ်ကျန်းကိုတင်ကျင်တဲ့အခါမှာပထမကျန်းကိုတင်ကျင်မှစိတ်တက်တွေကအရန်ကိုကြည်လင်ရှင်ပြပြီးတော့မှရောင်းကြည့်တော့6မျိုးကွန်မြူလာပါတယ်အဲ့ဒီ6ပါးကဘာလဲဆိုလို့ရှိရင်နီလညိုတော့သိမ့်တော့မဲတော့ရောင်းကြည့်တော့တဲ့နံပါတ်1ပိတရွှေတော့ဝါတော့ရောင်းကြည့်တော့နံပါတ်3ဒေါဟိတနီတော့ရောင်းကြည့်တော့နံပါတ်4အော်ဒါတာဖြူတော့ရောင်းကြည့်တော့နံပါတ်5မင်သိထမောင်းနေ နီနီပြပြရဲ့ပန်းရောင်အတင်းရှိတဲ့ရောင်ကြီးတော်နံပါတ်6ပပတရပျိုးပျိုးပက်ပက်အထက်ကရောင်ကြီးတော်၅ပါးရောပြီးတော့ရောင်သုံးထွက်တော်ရောင်ကြီးတော်ပေါ့၆ပါးရှိတယ်ဦးဇင်းတို့ရဲ့ဘုရားကကြတော့ပုံမှန်ပကတိ၄တောင်ပေါ့တခါတခါမေတ္တာပြကရောင်ကြီးတော်ကိုရုပ်သိမ်းပြီးတော့တာမန်ရန်တပါလို့တဲ့ကြွတဲ့အခန်းရှိတယ်တခါတခါရောင်ကြီးတော် ချောက်ပါတော့ကွန်ပျူတာပဲမှာကြွတဲ့အခန်းရှိတယ်ပေါ့ဒါနှစ်ပိုင်းပေါ့မေတ္တာပြအဝေးကပုဂ္ဂိုလ်တွေကိုရောင်ကြီးတော်လွတ်ပြီးဟောတာရရှိတယ်ပေါ့ဥပမာမဟာကပိနပေါ့သူတို့ကကြတော့ရောင်ကြီးတော်နဲ့လွတ်ပြီးဟောတာသူတို့ရှိမှဗုဒ္ဓကိုယ်တိုင်ထိုင်ပြီးဟောနေတယ်လို့ပဲအဲ့လိုဟောတဲ့အခန်းတွေရှိပါတယ်တခါတခါတာမန်ယံလို့ဟောတာရရှိပါဘူးเนาะတာမန်ယံလို့ဟောတာရရှိပါတယ် ပြီးလို့ရရင်ဦးဇင်းတို့တက်တော့ကနေပြီးကျောင်းတူတော့၃မျိုးရှိတယ်တဲ့အဲ့ဒါကမက်သပြပြင်းနေမှတန်တဲ့အခါမှာမက်သပြခန္ဓာကိုယ်ရဲ့အရိုးတော်တွေကို꿰တဲ့အခါမှာအကြည်သုံးရဲ့အလဲအလက်ရဲ့အသေးသုံးရဲ့ပေါ့အကြည်သုံးဆိုတာကကျတော့မဟန္တာမုတ်ကမာတာတဲ့တက်တော့အကြည်သာဖြစ်ပြီးတော့ပဲနောက်စီပမာဏရှိတယ်သူ့ရဲ့အသင်းကသူ့ဝန်နာဝန်နာရွှေအသင်းရှိတယ်တဲ့နမနှစ်မေတိမဘိနတန်တုတာတဲ့ တတော်အလသာကကြတော့တဲ့နော်တကြိုးစစ်တန်ကြိုးစစ်ပမာဏရှိပြီးတော့ဘကုလဟောနာမြက်လင်းကုံအသိရှိတယ်တဲ့နံပါတ်3ခုတ်တကတာတာပမတကကြတော့တတော်အသေးသားကကြတော့မုံညင်းစစ်ပမာဏရှိတယ်မုတ်တဟောနာပလဲကြောင်အသိရှိတယ်တဲ့ဒါကမြက်သက်ပြားရဲ့တတော်ပေါ့တတော်သူကအယိုးကိုပြောတာနော်အဲ့ဒီအယိုးကနေဖြစ်ပေါ်တဲ့ရောင်ကြီးတော်၃မျိုးပါ ဗုဒ္ဓမာတဲ့ရောင်းကြည့်တော့ခုနှစ်မျိုးရှိတယ်တဲ့နံပါတ်1အင်ဂီဝတ္တပပပင်ကိုအတိုင်းထွက်တဲ့ရောင်းကြည့်တော့ဘာမှတကိုးလည်းမပြဘူးတကိုးပြတိဟာလည်းမပြဘူးရမိုက်မပြဘူးဘာမှမဖန်သေးမင်းနဲ့ပင်ကိုအတိုင်းထွက်တဲ့ရောင်းကြည့်တော့ဖြစ်ပါတယ်အင်ဂီဝတ္တပပသူဟာနော်နံပါတ်2ကဗျာမပပတဲ့နော်၄တောင်ပတ်လေထွက်တော့အတွင်းရောင်းကြည့်တော့ပေါ့ အဲ့ဒါကိုပြာမပတ်ပါတလန်များရှိတဲ့ကြောင်ကြီးတော့ပေါ့၄တောင်မရှိတယ်နော်အတီတီပတ်ပါကြတော့အတွင်းကြောင်ကြီးတော့အပြင်ဘက်မှာထွက်တဲ့အတောင်80ပြန့်တဲ့ကြောင်ကြီးတော့ပေါ့ခုနပြာမပတ်ပါကြတော့အတွင်းကြောင်ကြီးတော့၄တောင်ပတ်တဲ့ထွက်တယ်နောက်အတီတီပတ်ပါကြတော့အဲ့ဒီအတွင်းကြောင်ကြီးတော့ရဲ့အပြင်ဘက်မှာထွက်တဲ့ကြောင်ကြီးတော့ဖြစ်တယ်အတောင်60ပြန့်ကားတယ်ပေါ့နံပါတ်၄ကကြတော့ကေတုမာလာပတ်ပါ ဥကောင်းတော်ကထွက်တဲ့ကြောင်းကြည့်တော့ပေါ့နမငါအုံနာပပမြတ်သားပြရဲ့နှစ်ဘူးအလက်တဲတဲမှာအုံနှလုံးမှုချင်းရှိပါတယ်အဲ့ဒီမှုချင်းတော်ကနေပြီးတော့ထွက်တဲ့ကြောင်းကြည့်တော်ကိုသို့လိုတာဖြစ်ပါတယ်နမ6ဒါထာပပမြတ်သားပြကပြုံးရတဲ့အခါမှာစကားပြောတဲ့အခါမှာတော်တော်ကနေပြီးတော့ထွက်တဲ့ကြောင်းကြည့်တော်ကိုဖြစ်ပါတယ် သက်ဘက်ကရှေ့မှာနေတယ်ဥဒင်းတို့ရဲ့အရှင်အာနန္ဒမတိမြတ်ကနောက်မှာနေတယ်တိုးတော့ဖခင်ကပြုံးတဲ့အခါမှာသူတိတယ်ဘလို့တိတယ်လဲဆိုလို့ရှိရင်မသက်ပြုံးလို့ရှိရင်တော်တော်လေးကနေပြောင်းကြည့်တော့ကွန်မြူရတယ်အဲ့ဒါကိုကြည့်ပြီးတော့မှအရှင်အာနန္ဒကတိပြီးတော့မသက်ပြားရဲ့ပြုံးတော့မူခြင်းအကြောင်းကိုမေးတာဖြစ်ပါတယ်အနန္ဒပပါတဲ့ပဋ္ဌာန်းကိုသင်ခြင်းမှအသုံးအပိုင်းချမရှိပြတ်ဆက်သွားတဲ့ကြောင်းကြည့်တော့ပေါ့နော်မသက်ပြားကဓမ္မတင်ဥပင်းဓာတုကရာပုဂ္ဂလပညာကထာဝိတုယမိုက် အဲ့ဒီအပြီးတမ6ချမ်းကိုတင်ရင်တဲ့အခါမှာဂျွန်ဂျီတော့မထွက်ဘူးပထမချမ်းကိုတင်ရင်မှဂျွန်ဂျီတော့ကတကြဝလာအနန္တကိုပြန်တာဖြစ်ပါတယ်နော်အဲ့ဒီမှာနေသလယောင်ဂျီတော့တော့ဒါကဗုဒ္ဓရဲ့ကိုရောရောခုနှစ်မျိုးပေါ့နောက်တစ်ခုတည်မြဲနေတဲ့နေသလယောင်ဂျီတော့တော့မရှိပါသေးတယ်အဲ့ဒါကကြတော့ခုနခုနပါတဲ့ကအင်ဂီဝတ္တပပရဲ့မြန်မတ်ပပရဲ့အတိတိပပရဲ့ပေါ့ အဲ့ဒါမက်သက်ပြားကြီးမှာအများအားရှိတဲ့ရောင်းကြီးတော်၃မျိုးတခါတလေတာမန်ရန်လို့ဖုံထားတယ်တခါတလေရောင်းကြီးတော်ကိုကွန်ပျူတာပို့ဒါကအကြောင်းရှိမှာနော်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်